လက်ရှိဈေးတက်နေပါတော့ကဘာရွှေစည်အနေနဲ့ကျွန်တော်မေလ6ရက်နေ့အင်္ဂါနေ့တက်တာအတွက်ကျွန်တော်ကဘာရွှေစည်အနေနဲ့ကိုကျွန်တော်သုံးသပ်ပြောကြားပေးသွားဖြစ်ပါတယ်လက်ရှိဈေးမနစ်ကြရဈေးတောက်လျှောက်အသက်ပြနေတဲ့ကဘာရွှေစည်ကလက်ရှိမှာတောက်လျှောက်တက်တော်မလားဒါမှမဟုတ်ဘလို့နေဈေးနေတာဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ကဘာရွှေရဲ့ဈေးအသက်ကြာချက်ကိုကြည့်ပြီးတော့ကျွန်တော်တစ်ချက်တော့သုံးသပ်ကြည့်လိုက်အောင်မနော်ဟုတ်ပြီ ဒါကတော့ကမ္ဘာချွေစီရအနေထားကိုတည့်ရတာအနေထားနဲ့ကြည့်နေချင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကဈေးအကျပြခဲ့တဲ့ကမ္ဘာချွေစီရဒီတစ်ပတ်မနေ့ကလေးကပေါ့နော်ဈေးကွက်အဖွင့်တနင်္လာနေ့မနက်ကလေးကတောက်လျှောက်ဈေးတက်နေတာအခုဆိုရင်ကျွန်တော်တို့ကအာကျွန်တော်တို့အဲ့ဒီတနင်္လာနေ့မနက်မှာဈေးဘယ်လောက်မှဖွင့်ခဲ့လဲလို့ပြင်မယ်ဆိုကျွန်တော်တို့3နှစ်အဲ3နှစ်4နှစ်လောက်မှဖွင့်ခဲ့တဲ့ကမ္ဘာချွေစီရလက်ရှိချိန်ထိဆိုရင်ကျွန်တော်တို့ပစ် 150နီးပါးတော့တက်သွားပြီပေါ့เนาะကျွန်တော်တို့ဒီနေ့မနေ့မှာဆိုရင်386တိတက်ပြီးသွားပြီ200ရပေါင်း150ဆိုတော့တော်တော်လေးဈေးအတက်အားကောင်းနေတယ်လို့ပြောလို့ရတယ်ခင်ဗျာဒီနေ့မနေ့မှာဆိုရင်လည်းကမ္ဘာရွှေဈေးက33ကျွန်တော်တို့39လောက်မှာဈေးဖွင့်လာခဲ့တယ်လက်ရှိအချိန်ဒီအနေအဆုံးနေနဲ့339လောက်တိကျခဲ့တယ်အမြင့်ဆုံးနေနဲ့386လောက်တိတက်ခဲ့တယ်ဆိုတော့ကျွန်တော်တို့အာအနေဆုံးစီးရကျွန်တော်အဖွင့်စီးရ10ပစ်10 point လောက်ပဲကြားခဲ့တဲ့အနေအထားမျိုးဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့ကမ္ဘာရွှေစီးရလက်ရှိဒီနေ့မှလည်းဈေးအတက်အကောင်းနေရလို့ပြောလို့ရတယ်ခင်ဗျ အဲ့3386ကနေဈေးပြန်ကြတယ်လက်ရှိမှာတော့336564ဈေးတန်းတွေကိုရောက်နေတယ်ပေါ့နော်အဲ့အပြင်ကကျွန်တော်ဒီနေ့ကမ္ဘာချွေစင်နေတာကိုတည်တာနေတာအပြင်ကြည့်မယ်ဆိုကျွန်တော်ဒီလောက်လောက်ထိတက်နိုင်ခြေရှိရလို့တုံးတက်လို့ရတယ်ခင်ဗျာ3430လောက်ထိတက်နိုင်ခြေရှိတယ်ပေါ့နော်ဒါပေမဲ့3430ထိတက်ဖို့ဆိုရင်ကမ္ဘာချွေစင်ကဈေးတန်းစုံတစ်ခုကိုကြော်ဖြတ်ရအောင်မယ်လက်ရှိကျွန်တော်ဒီနေ့မနက်မှာအမြင့်ဆုံးတက်ခဲ့တဲ့အဲ့3386ပေါ့နော်အဲဝင်ကျင်မှာရှိတဲ့ဈေးရန်ဆုံးတစ်ခုကိုကျွန်တော်ကြော်ပြအောင်မယ်အဲ့ရလေးကိုကျွန်တော်အချင်းတနားရဲ့အတိုင်းတာနဲ့တွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ အဲ့စီးရန်ဆောင်လေးကဘယ်စီးရန်ဆောင်လေးလဲလို့မေးမှဆိုရင်ကျွန်တော်တို့ဒီဘောင်းတော့ကျွန်တော်တို့အာဒီ33 3385ဒီ3390အဲ့ဂျားကဈေးတန်းဆုံးလေးကိုတော့ကျွန်တော်တို့3390ဒီဂျားလေးပေါ့နော်3390ကျွန်တော်တို့ဈေးတန်းဆုံးလေးကိုကျွန်တော်တို့အဲ့ဈေးတန်းဆုံးလေးကိုဖောက်တန်နိုင်ဖို့လိုတယ်ခင်ဗျတင်ရမတိကြပြောပါဆို3390ဈေးတန်းအထက်မှာဒီနေ့တနေ့တာအတွင်းကဘာရွှေဈေးပေါ့နော်အချိန်တစ်နာရီအတိုင်းတာပိတ်စေ H1 ကျွန်တော် market ခေါ်ရ H1 content နဲ့390အထက်မှာဈေးပိတ်သွားရင်တော့ကမ္ဘာရွှေဈေး3430အထိဈေးဆက်တနိုင်ပါတယ်လိုက်ဝယ်ပါခင်ဗျဂျီတူလိုက်ဝယ်လို့ရပါတယ်390အထက်မှာအချင်းတတိုင်းအတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်လိုက်ဝယ်လို့ရပါလေ3430လောက်ထိဈေးတက်တိုင်းပါလေကို3430အထိတာကတ်မနာကျင်တော့မှာဗျ3320လောက်အမြတ်ပိုင်းဈေးတန်းတာကတ်ထားပြီးလိုက်ဝယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့3380အောက်လောက်ပေးပါနော်ဟုတ်ပြီတကယ်လို့အဲ့3385နဲ့3390ဈေးတန်းဆုံးမဖောက်နိုင်ရင်အဲ့ဈေးတန်းဆုံးမှာပြန်ရောင်းပြ 385နဲ့390ကျွန်တော်ဈေးနဲ့ဆိုမှပြန်ရောက်လို့ရတယ်ဘယ်ထိပြန်ကြနိုင်ချေရှိလဲကျွန်တော်ဒီလောက်လောက်ထိကျွန်တော်တို့အေး330လောက်ထိပြန်330မဟုတ်တော့မှာပဲ335 330ဈေးတန်းဆုံးအဲ့ဈေးတန်းဆုံးတို့ဒီဈေးပြန်ကြနိုင်ပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကအေး335 390ကျမှရောက်လို့ရတယ်မဖောက်နိုင်ဘူးဆိုရင်ဟုတ်ပြီပြန်ဝယ်ဖို့အတွက်ဆိုရင်တော့ပြန်ဝယ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့က အာဆိုကြပါဆိုလက်ရှိဇုံနဲ့အနီးနားဆိုရင်ဒီဈေးနှုန်းဇုံလေးရှိမှာဗျာကျွန်တော်တို့အာ3350နာဝင်ကျင်ပေါ့နော်ကိုက risk များများယူရဲတယ်အဲကျွန်တော်တို့ယူရဲတယ်ဈေးနှုန်းနီးနီးမှာပဲဝယ်ကျင်တယ်ဆိုရင်တော့ဒီ3350ဈေးနှုန်းနာမှာဝယ်ပါခင်ဗျာဒီနေ့လည်းမှာအနေဆုံးကြရတဲ့ဒီ3350ဈေးနှုန်းပေါ့နော်3351တော့9တော့3350ဈေးနှုန်းလောက်မှာဝယ်လို့ရတယ်အရှုံးပိုင်းဈေးနှုန်း3345အောက်လောက်မှာပေးအမြတ်ပိုင်းဈေးနှုန်းကဗျာကျွန်တော်တို့3380လောက်ထိယူလို့ရတယ် မဟုတ်ဘဲနဲ့ကိုကပို့ပြီးတော့အောက်ကြတဲ့ဈေးတန်းပို့ပြီးနှိမ့်တဲ့ဈေးတန်းမှာ risk နဲ့နဲ့နဲ့ဝယ်ချင်တယ်ဆိုတော့ဒီ3335နဲ့3330ဈေးတန်းကြမှာဝယ်ပါဗျ3335နဲ့3330ဈေးတန်း3330ဈေးတန်းကြမှာဝယ်လို့ရတယ်အရှုံးပိုင်းဈေးတန်းကိုကျွန်တော်3325အောက်လောက်ပေးအမြတ်ပိုင်းဈေးတန်းကိုကျွန်တော်တို့3350မှာတစ်ဖက်ယူလို့ရတယ်3350ထက်ပို့လို့ချင်တယ်ဆိုတော့3380လောက်တောက်ကက်ထားပြီးပေးပါခင်ဗျအဲ့အပတ်ကကျွန်တော်တို့ကဒီနေ့အတွက်ကျွန်တော်တို့ဝယ်ဖို့အကြိုက်ဆုံးဈေးတန်းကတော့အဲ့3335 30နဲ့3335ချကြိုက်တယ်တကယ်လို့ add off ဖောက်ကြသွားရင်ရော add off ဖောက်ကြသွားရင်တော့ကျွန်တော်ဒီမှာမနေ့တော့အနေဆုံးကြခဲ့တယ်3335ခန်းနာမှာအဝယ်ကြိုက်တယ်ခင်ဗျ3335ခန်းနာမှာအဝယ်ကြိုက်တယ်အရှုံးပိုင်းဈေးတိုင်း3335အောက်လောက်ပြီးအမြတ်ပိုင်းဈေးတိုင်းကျွန်တော်ဗျာ3330 3335တိယူလို့ရတယ်ဒီထက်ပိုလို့ကျင်နေဆိုတော့3350တိယူလို့ရတယ်ဒီ3305အောက်တော့ဖောက်ကြနိုင်ကြီးနေပြင်မဲ့တကယ်လို့ဖောက်ကြသွားခဲ့ရင်ဗောနော3305အောက်ပါဖောက်ကြသွားတယ်ဆိုရင်တော့ဝယ်စရာဈေးတန်းကတစုံပဲရှိတော့တယ် ဒါတော့အောက်မှာအနေဆုံးဈေးနှုန်းဖြစ်တဲ့3390ပဲဗျ။3390ဈေးနှုန်းဆုံးဝင်ကျင်ပါเนาะဒီဈေးနှုန်းဆုံးဒီ3390နားမှာတော့ကပ္ပရွှေကိုဒီနေ့ဈေးကြကန်ရဲရဲဝယ်ပါအရှုံးပိုင်းဈေးနှုန်း3360အောက်လောက်ပေးအမြတ်ပိုင်းဈေးနှုန်းကျွန်တော်တို့3330လောက်ထိယူလို့ရတယ်ဒီထက်ပိုပြီးတော့ကိုကပုံမြတ်ချင်တယ်ဆိုတော့ဗျာ3380လောက်ထိယူလို့ရတယ်0.30လောက်ထိယူလို့ရတယ် အဲ့အဖက်ကဒါလို့ကျွန်တော်ရောင်းဝယ်လိုရမယ့်ဈေးတန်ကြီးအဝယ်ဈေးတန်ဘယ်နှခုရှိလဲမြင်မှန်ဆိုရင်အဲတစုံနှစ်စုံသုံးစုံလေးစုံပေါ့3350 3335နဲ့3330ကြ3305 3290ရှိရရောင်းဈေးတန်ကတော့ကျွန်တော်တို့ဒီ3385နဲ့3390ကြာမှာဖောက်နိုင်ရောင်းလို့ရတယ်တကယ်လို့ဒီအပေါ်က3430ကိုတက်သွားခင်ပေါ့နော်3430ဈေးတန်စုံကိုတက်သွားခင်3430ဈေးတန်နားမှာလဲကျွန်တော်တို့ဈေးကွက်အခြေအနေတစ်ချက်ကြည့်ပြီးတော့နော်နီးပညာပိုင်းကအတိပြည့်တဲ့ဆောင်ပြီးတော့3430နားမှာလဲရောင်းလို့ရတယ်ဗျ3430နားမှာရောင်း အမြတ်ပိုင်းဈေးနှုန်းဥမာ3385လို့3390လို့ပေးလို့ရတယ်အရှုံးပိုင်းဈေးနှုန်းကတော့3040အထက်လောက်ပေးပါတော့ကျွန်တော်တို့အဲ့လိုမျိုးလေးအယောင်းဝယ်လုပ်လို့ရတယ်ခင်ဗျာကျွန်တော်ကပတ်တရှိကပတ်ချွေစိနေထားအဲ့လိုဈေးနှုန်းစုံအနေထားလေးကိုပဲကြည့်ပြီးတော့အယောင်းဝယ်လုပ်လို့ရမှာဖြစ်ပါတယ်ဘယ်ဈေးနှုန်းမှာတက်အပ်ဝယ်ပါဘယ်ဈေးနှုန်းမှာတက်အပ်ရောင်းပါဆိုတာတက်အဲ့ဈေးနှုန်းစုံတွေကိုစောင့်ပြီးအယောင်းဝယ်လုပ်တာအကောင်ဆုံးဖြစ်ပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့ကအခုကကျွန်တော်တို့အာနေလက်ကင်းဥရောပဈေးကွက်ချိန်ပေါ့နော်ဒီလက်ရှိမနေ့ကလည်းကျွန်တော်တို့ကမ္ဘာရွှေဈေးကကျွန်တော်တို့ ဟိုလိုမနက်ခင်းမှာတက်တယ်နေ့လယ်ခင်းဒီလိုအချိန်လောက်မှာညိနေပြီးတော့ကျွန်တော်တို့နေ့လယ်ခင်းညနေခင်းပေါ့ညနေခင်း3နာရီနဲ့4နာရီကြာလောက်မှာပြန်ခုံတက်သွားတယ်ခုံတက်ပြီးတော့ညဘက်မှာနဲ့ညိနေပြီးတော့ဒီနေ့မနက်မှာပြန်တက်တယ်အဲ့ဒီအနေထားအရဒီနေ့ညနေခင်းကိုကျွန်တော်နည်းပြီးတော့စောင့်ကြည့်အောင်ဒါကဘာရွှေစိကျွန်တော်တို့ခုံတက်မလားပေါ့နော်အတက်ပြမလားကျွန်တော်စောင့်ကြည့်ရမယ်ဒါမဲ့ထူးခြားတာဒီ မနေ့ကလည်းကျွန်တော်ညဘက်အမေရိကန်ဈေးကွက်ချိန်မှာဈေးငိမ့်တယ်ဒီနေ့လည်းညဘက်အမေရိကန်ဈေးကွက်ချိန်ဈေးငိမ့်မလားကြည့်အောင်ကျွန်တော်အာရှဈေးကွက်ချိန်နဲ့ဥရောပဈေးကွက်ချိန်ဒီမှာကကမ္ဘာရွှေဈေးကဒီတစ်ပတ်ထဲမှာအလောက်ခတ်များနေတာတွေ့ရပါဘောနော်ညဘက်အမေရိကန်ဈေးကွက်ချိန်ကတော့ငိမ့်နေတယ်မနေ့ပြန်မှာတော့ဆန့်ကျင်ဘက်ဖြစ်မလားဘောနော်အာမနေ့ကင်းနဲ့နေ့လည်ကင်းနဲ့ဈေးငိမ့်ပြီးတော့ညဘက်အမေရိကန်ဈေးကွက်ချိန်မှာပဲဈေးအလောက်ခတ်ကြီးကြီးမားမားရှိမလားဘောနော်မနေ့ပြန်ညဆိုလည်းကျွန်တော်အမေရိကန်ဘန်သုံးလုံးစုံပက်ချက်ထွက်မှာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့မနေ့ပြန်မှာတော့ကျွန်တော်တို့ ဒီနေ့နဲ့မနေ့တုန်းကဖြစ်ခဲ့တဲ့အနေအထားကြီးနဲ့စန့်ကျင်ဘက်တွေလာလိမ့်မယ်ထင်ပါတယ်ကျွန်တော်ညဘက်မှာစီးအလုပ်ခင်များပဲပေါ့နော်အဲ့အပတ်သက်ခါမှာကျွန်တော်တို့အခက်မသိရင်ကဘာရွှေစရာဒီဈေးမှာပဲကူအနေစားပြီးတော့ဗျာမနေ့ပြန်ညနေလောက်ဒီငိန်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့အပတ်သက်ကကျွန်တော်တို့အဲ့လိုငိန်သွားရင်တော့ရှင်းပါတယ်ကျွန်တော်အယောင်းဝမလုပ်ဘဲနဲ့ဈေးကွက်ချင်းနေစောင့်ကြည့်နေတာအကောင်းဆုံးပဲဖြစ်ပါတယ်ပြီးတော့ဒီနေ့တရက်တာကဘာရွှေရဲ့အပေးစီပဲတရက်တာအပေးစီဘယ်ပေါ်ပိတ်ခတ်ရင်ကျွန်တော်ဈေးဆက်တက်မလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ ရှင်းပါကျွန်တော်ဒီမှာတော့ကအမြင့်ဆုံးအပိတ်စီးတွေကဘယ်စီးလဲမြန်မာဆိုရင်3360ပေါ့ဗျာဒီနေ့တည့်ရတာကဘာရွှေရအပိတ်စီးတာ3360အထက်မှာဒါဈေးပိတ်ခဲ့ရင်တော့သူဘာလို့ပြန်မလဲဖြစ်အမေကဘန်တို့ဘယ်လိုပဲထွက်ပါစေနီးပညာပိုင်းကကဘာရွှေစီအတက်အားဆက်ကောင်းလိုက်မယ်ကျွန်တော်တို့အ ਨੇ ဆုံးမတက်ဘူးဆိုတော့မှာ3430ထိတက်လိုက်မယ်နီးပညာပိုင်းကပေါ့နော်အဲ့လိုမျိုးနဲ့စမ်းကျင်ပတ်နေတယ်ပေါ့ဒီနေ့တရတာကဘာရွှေရဲ့အပိတ်ဈေးက3330အောက်မှာပြန်ပိတ်ခဲ့ရင်တော့ ဒါဆိုရင်တော့ကျွန်တော်တို့ကဒီတရက်တာအနေထားကျွန်တော်တို့ market ခွဲရဆို reverse candle ဖြစ်သွားပါဘောနော်330အောက်မှာပိတ်သွားရဆိုရင်တော့ reverse candle ဖြစ်သွားလာဖြစ်တဲ့ခါမှာကျွန်တော်တို့မနေ့ပြန်မှာဈေးပြန်ကြဖို့မနေ့ပြန်မဟုတ်ရင်တော့ကျွန်တော်တို့ပြန်မနေ့နောက်ရက်တွေကြာတာပြီးတောက်ကြာတွေမှာဈေးပြန်ကြဖို့နီးပညာပိုင်းအောင်မျောလင်းလို့ရတယ်ခင်ဗျအဲ့ဘက်ကဒီနေ့တရက်တာကမ္ဘာချွေအပေးစရာ330အောက်ပိတ်မလား3360အထက်ပိတ်မလားကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါတော့နီးပညာပိုင်းအောင်တော့တစ်ချက်လေးဖြစ်ပါတယ်တရင်ဘန်းကိုတွားကြည့်မယ်ဆိုရင်တော့ ဒီညမှာဘာသတင်းမှမရှိဘူး trade do သတင်းမရှိဘူး effect ကြီးနိုင်တဲ့သတင်းမရှိဘူးဒီမှာပေါ်ထားတဲ့တန်းကြီးရ no option ဆိုတာလည်းအရင် effect ရှိတဲ့သတင်းမဟုတ်ဘူးကျွန်တော်ဒေါ်လာအင်းသက်ကိုကျွန်တော်တစ်ချက်တွားကြည့်မယ်ဒေါ်လာအင်းသက်က99နဲ့100ကြားပဲပြီးနေရပြကျွန်တော်ကဘာရွှေတာအလုတ်ခတ်တွေပြနေတယ်ဒေါ်လာအင်းသက်ချက်ဒီ99နဲ့100ပဲအာပြီးခဲ့တဲ့ပတ်လောက်က98လောက်ထိပဲကြာသွားတာ98 98လောက်ထိပဲကြာသွားရှိတယ်ဒီတစ်ပတ်တည်းမှာဒေါ်လာအင်းသက်ကြီးကဈေးငိမ့်နေတယ်ပေါ့ကျွန်တော်ဒေါ်လာအင်းသက်ကမနေ့ပြန်ထွက်မြန်အမေရိကန်ဘဏ်တိုးဆုံးပဲချက်ကိုစောင့်နေတယ်ကဘာရွှေကတော့အလုတ်ခတ်ဖြစ်နေတယ် အဲ့ဒါပစ်တဲ့ခါမှာမနေ့အာဒီနေ့ညမှာလေဒေါ်လာအင်းတက်ကအရန်ကြီးတရားထက်ဖောက်ဖို့လည်းမမြင်သလို69အောင်ဖောက်ကြဖို့လည်းမမြင်ဒီကြားလည်းပဲငြိမ်နေပါဒေါ်လာအင်းတက်ကမနေ့ဖြန်ညမှာကျွန်တော်ထင်တယ်အလောက်ခတ်ဖြစ်လာလိမ့်မယ်ဒေါ်လာအင်းတက်တရားထက်တန်းရင်တော့နီးပညာပိုင်းရဟိုဆိုတရင်ပိုင်းရပေါ့နော်တရင်ပိုင်းရကပားရွှေစီအကြဘက်ကိုဒီလိုအကြဘက်ကိုပြန်ဥတီသွားနိုင်တယ်ပေါ့နော်အဲ့ဒါပြတဲ့ဒါပေမဲ့တတိချတော့ယူဆလို့မရဘူးဘယ်တော့အင်းတက်တက်တိုင်းလဲကပားရွှေစီကြမယ်လို့တတိချယူဆလို့မရဘူးတခါလေဒေါ်လာအင်းတက်ရောကပားရွှေရောပြန်တက်ပြီးမှပြီးမှနောက်ရက်မှကပားရွှေပြန်ကြသွားတာမျိုး ဒေါ်လာအင်းသက်ပြန်ကျသွားမျိုးလဲကျုံသွားတတ်တယ်ပေါ့နော်အဲ့ဒါပြသက်ခါမှာကျွန်တော်တို့ဒီနေ့မှာတော့ထွေတူးတူးတော့တိတ်ဖြစ်လိမ့်မယ်မသိဘူးကျွန်တော်ကဘာချွေဈေးရလဲကျွန်တော်ပြောခဲ့တဲ့အဲ့ဝယ်တင်ရောင်းတင်တဲ့ဈေးရန် range တွေပဲတွားလိမ့်မယ်မြင်တယ်ဟိုးပေါ်ဒီ3500တိတက်ဖို့အနေထားတော့ကျွန်တော်လက်ရှိချိန်ဒီမမြင်သေးဘူးပေါ့နော်လက်ရှိအနေထားရကဘာချွေရ volume အနေထားရမမြင်သေးဘူးအဲ့ဒါပြသက်ခါမှာကျွန်တော်တို့ပြောတဲ့အပေါ်ဈေးအောက်ဈေးတွေကိုအယောင်းစောင့်ပြီးတော့အယောင်းဝယ်လောက်ပါတခုရှိရတခါလေးကြောက်ကျွန်တော်ကဘာချွေဈေးက ကျွန်တော်တို့အရှုံးပိုင်းစီတန်စတော့လောလာစားတာမျိုးတွေကြုံရတတ်ပါတယ်။ဥပမာကျွန်တော်တို့ဆိုကြပါဆို3380နားမှာရောင်းနေဆိုကျွန်တော်တို့ S အရှုံးပိုင်းစီတန်3390လောက်ပြီးလဲဆို3390အထိတက်ပြီးမှပြန်ကြသွားတာမျိုးတွေကျွန်တော်တို့ခဏခဏကြုံရလေးရှိပါတယ်။ဒီကာလမှာပေါ့။ဒါတော့ဒီဈေးအလောက်ခတ်ကျန်တဲ့ကမ္ဘာ့ရွှေဈေးရဲ့သဘောတဘာဝအတိုင်းကျွန်တော်တို့ကအဲ့လိုမျိုးလာစားတာမျိုးတွေရှိပါတယ်။အဲ့အပြစ်တခါမှာကျွန်တော်တို့ကရောင်းဝယ်လုပ်ပြီးဆိုရင်ကျွန်တော်ရောင်းဝယ်လုပ်ရမယ့်ဈေးတန်ကိုဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ပြောတဲ့ဈေးတန်စုံတွေကပြောတာပဲ။တစ်ဖက်ကလည်းကိုက အချင်းတနားရဲ့အတိုင်းဒါတို့ဒါမှမဟုတ်အချင်းတနားရဲ့အတိုင်းဒါမကြည့်နိုင်အောင်မနာယူဝက်ပေါ့နော်ကျွန်တော် M30 တို့15မိနစ်တို့ M50 တို့နဲ့ကြည့်ပြီးတော့ဒီပညာပိုင်းကအတိပုချက်ရပြီးမှဒါဝဲတာရောင်းတာတော့ပို့ပြီးတော့ကောင်းပါလိမ့်မယ်ကျွန်တော်ကကြတော့ဒါတနေ့တာလုံးခြုံငုံပြီးတော့တုံးတက်လာမှာဒီဈေးရောင်းရင်ရောင်းဒီဈေးရောင်းရင်ဝဲဒီဈေးရောင်းရင်ရောင်းကိုကကမရွှေရဲ့ဈေးအတကြချက်ကိုတိုက်ရိုက်ကြည့်နေရလို့ဆိုရင်တော့အဲ့အတိပုချက်စောင့်ပြီးတော့ကန်တယ်တွေကိုစောင့်ကြည့်ပြီးတော့ဒီပညာပိုင်းအတိပုချက်စောင့်ပြီးတော့ဒါမှမဟုတ် indicator တွေကိုစောင့်ကြည့်ပြီးမှ ကျွန်တော်ပြောတဲ့ဈေးနှုန်းဈေးနှုန်းဒီမှာအယောင်းဝယ်လုပ်ဖို့အတီးပြချက်ရပြီးမှအော်ဒါဝင်တာတော့ပို့ပြီးတော့စိတ်ချပါအောင်လေမြဲပို့ပြီးတော့ risk နဲ့ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ဒါလေးရောကျွန်တော်ဒီနေ့တရက်တာကဘာရွှေစည်းကွက်သုံးတစ်ချက်ဗီဒီယိုဖြစ်ပါလေအခုလိုမျိုးသုံးတစ်ချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်တာပါအာကျွန်တော်ရဲ့စီမာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံသတင်းတွေနဲ့တက်ရောက်လို့ရပါတယ်အဲအနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ messenger ကျွန်တော်ရဲ့ viber ကျွန်တော်ရဲ့ telegram ကျွန်တော်ရဲ့ youtube channel တွေကနေစုံစမ်းမြင်မြန်နိုင်ပါလိမ့်ခင်ဗျ ဘာချွေထွေးတာအားလုံးပဲပေါ့ဒီနေ့မေလာချောင်းရဲ့နေ့တရက်တာအတွက်ကဘာချွေစီရဲ့အကြောင်းကိုမှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ